မဲ့ညံဆိုတာဘာလဲမဲ့ညံဆိုတာကျွန်တော်ရဲ့ဖြစ်တည်မှုကိုပုံဖော်ပေးပြီးအတိတ်နဲ့ပြည့်စုံပန်ကိုချိတ်ဆက်ပေးတဲ့အုံမြင့်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဘယ်သူဖြစ်တယ်ဆိုတာသိရှိစေဖို့ဘာသာစကားကိုနားလည်နိုင်ဖို့ကဘာကြီးလည်းပဲ့နေပုံသိဖို့နဲ့အခြေခံအဖြစ်သင်ယူမှုတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါစိတ်ပညာရှုထောင့်ရပြောရရင်မဲ့ညံဆိုတာတည်င်းချက်လက်တွေကိုကုတ်သွင်းခြင်းတင်းစီးခြင်းနဲ့ အဲ့ဒီတင်းချက်လက်တွေကိုလိုအပ်တဲ့အခါပြန်လဲထုတ်ယူခြင်းဆိုရယ်အဆင့်၃ဆင့်ပါဝင်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ပါမဆင့်ဖြစ်တဲ့ကုတ်သွင်းခြင်းဆိုတာတင်းချက်လက်တွေကိုကျွန်တော်ရဲ့အာယုံခံစားမှုတွေကနေအုံနောက်ကလက်ခံရယူပြီးမညံစနစ်တဲကိုထက်သွင်းဖို့အတွက်အသေးပဲရှိတဲ့ပုံစံဖြစ်ပြောင်းလဲလိုက်တာကိုဆိုလိုပါတယ်။ဒါစာရွက်စာတန်းတစ်ခုကိုကွန်ပျူတာထဲမှာတင်းစည်းဖို့အတွက် file format တစ်ခုအဖြစ်ပြောင်းလဲလိုက်တာနဲ့ဆင်တူပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ဒိန်းစီချင်းကတော့အဲ့ဒီကုတ်သွင်းထားတဲ့အချက်လက်တွေကိုသတ်မှတ်ထားတဲ့ကာလတစ်ခုတည်းထိန်းသိမ်းထားတာဖြစ်ပါတယ်။တတိယအဆင့်ဖြစ်တဲ့ပြန်လဲထုတ်ယူခြင်းကတော့လိုအပ်တဲ့အခါဒိန်းစီထားတဲ့တည်င်းအချက်လက်တွေကိုပြန်လဲခေါ်ယူအသုံးပြုခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့မေ့လျော့ရဲဆိုတာဒီအဆင့်၃ဆင့်တည်းဟာတစ်ခုခုချို့ယင်းသွားတာကိုဆိုလိုတာဖြစ်ပါတယ်။မဉ္ဇဉ်အမျိုးအစားတွေကိုကြည့်မယ်ဆိုရင်ပညာရှင်တွေကအတိတ်ကအဖြစ်၃မျိုးခွဲခြားထားပါတယ်။ ပါမတစ်ခုကတော့အာယုံခက်မဲ့ညံဖြစ်ပြီးဒါအာယုံ၅ပါးကနေဝင်ရောက်လာတဲ့အချက်လက်တွေကိုအလွန်တူတောင်းတဲ့အချိန်တွင်ထိန်းသိမ်းထားတာဖြစ်ပါတယ်။ဥပမာတနေရာကိုခဏသာကြီးလိုက်တဲ့အခါမြင်လိုက်ရတဲ့ပုံရိပ်တွေဒါမှမဟုတ်စကလုံးတစ်လုံးကိုကြားလိုက်တဲ့အခါပက်တင်ထက်လို့ကြားလိုက်ရတဲ့အတန်တွေဟာဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။ဒုတိယမျိုးအစားကတော့တူတောင်းသောမဲ့ညံဒါမှမဟုတ်လှုပ်ဆောင်နေသောမဲ့ညံမျိုးဖြစ်ပါတယ်။ဒီမဲ့ညံကတော့စာလုံးရည် ဒါမှမဟုတ်အချက်လက်ခုနှစ်ခုနီးပါင်စက္ကန့်30ခန့်အထိထိန်းသိမ်းထားနိုင်စွမ်းရှိပါတယ်။ဥပမာတယ်လီဖုန်းနံပါတ်တစ်ခုကိုခဏမှတ်ထားတာမျိုးပါ။လှုပ်ဆောင်နေသောမက်ညံဆိုတာကတော့ဒီတင်းချက်လက်တွေကိုကိုင်းသွဲအသုံးပြုနေတာကိုဆိုလိုပါတယ်။တွက်ချက်မှုတွေလှုပ်ဆောင်တာဒါမှမဟုတ်စကားစမီပြောနေစဉ်အကြောင်းအရာကိုမက်မိနေတာမျိုးဖြစ်ပါတယ်။တတိယမျိုးစားကတော့ရေရှည်မက်ညံဖြစ်ပြီးဒါကတော့အရေးကြီးဆုံးနဲ့အရှုပ်ထွေးဆုံးအစိတ်ပိုင်းပဲဖြစ်ပါတယ်။ ယေရှုမဲ့ညံမှာအချက်လက်တွေကိုနိုင်ပေါင်းများစွာနဲ့တသက်တာအထစ်သိသိထားနိုင်ပါတယ်။ဒီယေရှုမဲ့ညံကိုအတိတ်အဖြစ်နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ပထမကတော့ပေါ်ပြနိုင်တော့မဲ့ညံဖြစ်ပြီးဒုတိယကတော့လှုပ်ဆောင်မှုဆိုင်ရာမဲ့ညံပဲဖြစ်ပါတယ်။ဖော်ပြနိုင်သောမဲ့ညံဆိုတာကျွန်တော်တို့တတိရှိရှိပြန်လည်ထုတ်ယူနိုင်တဲ့အချက်အလက်နဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ဒီမဲ့ညံမှာပုံစံမျိုးထပ်မံပါဝင်ပါတယ်။ပထမတစ်ခုကတော့ဖြစ်ရမဲ့ညံပါ ဒါကကိုပိုင်ဘဝရဲ့အချိန်နေရာအဖြစ်ပြက်တွေကိုမတ်မိတာမျိုးဥပမာတင့်မွေနေ့ပွဲဒါမှမဟုတ်ကြောင်းတက်ခက်စင်ဟာအမတ်တရားတွေကိုပြန်လဲအမတ်ရတာမျိုးဖြစ်ပါတယ်ဒုတိယတစ်ခုကတော့အတိတ်ပဲမဲ့ညံဖြစ်ပါတယ်ဒါကတော့အချက်လက်တွေစကလုံးတွေရဲ့အတိတ်ပဲနဲ့ရေဘူးရဘူးတုတတွေဥပမာမြန်မာနိုင်ငံရဲ့မြို့တော်ကဘာလဲဆိုတာသိနေတာမျိုးပဲဖြစ်ပါတယ် လှုပ်ဆောင်မှုဆိုင်ရာမဲ့ညံဆိုတာကတော့ကျွန်တော်တို့တတိမထားမိပဲတင်ယူထားတဲ့အရေးချင်းတွေနဲ့လှုပ်ယူလှုပ်ဆင်တွေပဲဖြစ်ပါတယ်။ဥပမာဆက်ဘင်းစီးတက်တာ၊ကားမောင်းတက်တာ၊ဒါမှမဟုတ်စားရိုက်တက်တာစတဲ့ကျွမ်းကျင်မှုတွေဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘာကြောင့်မေ့လျော့ရတာလဲ။တကယ်တော့ကျွန်တော်ရဲ့မဲ့ညံစနစ်ဟာစုံလင်မှုမရှိပါဘူး။နေ့ရက်ချင်းဟာကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာဘဝအတွက်နာကျင်စရာကောင်းလို့တခါလေမှလည်းအကျိုးရှိပါတယ်။ မေယောရခြင်းအတွက်စိတ်ပညာရှင်တွေကအဓိက theory ၃ခုသင်ပြထားပါတယ်။ပထမဆုံးအနေနဲ့တဖြည်းဖြည်းဖြစ်စည်းယူရင်းချင်း theory ကိုကြည့်အောင်။ဒီ theory ကတော့အချက်အလက်တွေကိုအချိန်ကြာမြင့်စွာပြန်လည်ထုတ်ယူခြင်းဒါမှမဟုတ်လေ့ကျင့်သုံးစွဲခြင်းမပြုရင်မဉဏ်ခြေရာတွေဟာအလိုလျောက်မင်းမိန်ပြောက်ွယ်သွားတယ်လို့ဆိုပါတယ်။ဒီလိုမဉဏ်ပြည့်စည်သွားတာစက်ကူပေါ်ကမင်းအောင်မင်းမိန်သွားတယ်လို့မျိုးအုံနောက်ထဲကအာယုံကြောလမ်းကြောင်းတွေအာနယ်သွားတာနဲ့တူပါတယ်။ နောက်တစ်ခုကတော့နောက်ရှက်မှု theory ဖြစ်ပါတယ်။ဒါမေ့လျော့ခြင်းအဖြစ်များဆုံးအကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပြီးမျက်ဉဏ်အချို့ကနောက်ထပ်မျက်ဉဏ်အသစ်တွေကို ထုတ်ယူရမှာအဟန့်သာဖြစ်စေတာကိုဆိုလိုပါတယ်။၎င်းနှမျိုးခွဲခြားနိုင်ပါတယ်။အတိတ်ကသင်ယူခဲ့တဲ့အချက်လက်အဟောင်းကအသစ်သင်ယူထားတဲ့အချက်လက်တွေကိုမှတ်မိဖို့ခက်ခဲစေရင်ဒါရှစ်ပြေနောက်ရှက်မှုလို့ခေါ်ပါတယ်။ဥပမာဖုန်းနံပါတ်အဟောင်းကိုမက်မိနေတာကြောင့်ဖုန်းနံပါတ်အစ်စ်ကိုမက်မိဖို့ခက်ခဲစရာမျိုးပါ။ နောက်တစ်ခုကတော့နောက်ဆက်သွဲနောက်ရှက်မှုဖြစ်ပါတယ်။ဒါကတော့အစ်စ်တင်ယူထားတဲ့အချက်လက်ကအတိတ်ကမဲ့ညံအဟောင်းတွေကိုပြန်လည်ထုတ်ယူဖို့ခက်ခဲစေတာပါ။ဥပမာဘာရာစကားအစ်စ်တစ်ခုတင်ယူပြီးတဲ့အခါဘာရာစကားအဟောင်းကိုမေ့သွားတာမျိုးဖြစ်ပါတယ်။နောက်ဆုံး theory ကတော့ပြန်လည်ထုတ်ယူရန်ပြက်ကွက်ခြင်းဖြစ်ပါတယ်။ဒီအခြေအနေကတည်င်းအချက်လက်ဟာရေရှည်မဲ့ညံချဲမှာရှိနေသေးပေမဲ့လိုအပ်တဲ့အချိန်မှာပြန်လည်ဆွဲထုတ်ဖို့အတွက်တော့ချက်မရှိလို့မေ့လျော့နေတာကိုဆိုလိုပါတယ်။ မညံကိုမမစ်စေတဲ့ဆက်ဆက်တင်းချက်လက်ဥပမာနေရအနဲ့အခြားစကလုံးတွေရရှိလိုက်တာနဲ့ချက်ချင်းပြန်မမစ်သွားနိုင်ပါတယ်။နောက်ဆုံးအနေနဲ့လှုပ်ဆောင်မှုရှိတဲ့မစ်ပြောက်ခြင်းဆိုတဲ့ဖြစ်စဉ်လည်းရှိပါတယ်။ဒါစိတ်ဒဏ်ရာရစရာအဖြစ်ပြက်တွေဒါမှမဟုတ်မနစ်မြို့စရာမညံတွေကိုကျွန်တော်ရဲ့စိတ်ကမတိစိတ်ရနေဖိနှိပ်ဖြောက်ဖြက်ဖြစ်လိုက်ခြင်းပဲဖြစ်ပါတယ်။မညံနဲ့မေ့လျော့ခြင်းဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေဖြစ်ပါတယ်။ မညံဆိုတာကျွန်တော်ရဲ့အုံနောက်ထဲကတင်းချက်လက်တွေကိုထိမ့်သိမ်းထားနိုင်တဲ့စွမ်းအားဖြစ်လို့မိရောချင်းကလည်းမလိုအပ်တဲ့တင်းချက်လက်တွေကိုစွန့်ပစ်ခြင်းအဖြစ်ကျွန်တော်ရဲ့စိတ်ကိုအလွန်ကျွံဝန်ပစ်ခြင်းအနေကာကွယ်ပေးတဲ့တဘာဝရဲ့စနစ်တစ်ခုပဲဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့်မညံကိုတိုးသက်စေဖို့ဆိုရင်တင်းချက်လက်တွေကိုထက်ကာတလဲလဲလေ့လာခြင်းအတိတ်ပဲနဲ့ဆက်ဆက်မှုရှိအောင်ကုတ်သွင်းခြင်း ပြီးတော့အိတ်ဆက်ခြင်းနဲ့စိတ်ဖြစ်စီမှုကင်းဝေးခြင်းတို့ကအရေးကြီးတဲ့အခန်းကဏ္ဍအနေပါဝင်နေပါတယ်လို့ညကောင်ချုပ်လိုက်ရပါတယ်။အားလုံးပဲနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာအခြားအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ဖို့အတွက် ပြန်လာခဲ့ပါမယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါရခင်ဗျာ။